မြန်မာနေဆက်ထိရောက်နေပြီဖြစ်တဲ့မွန်ဂိုတက်ကြီးကပကံကိုဆက်လက်ခြေတက်ဖို့ကိုတော့ရင်းဆန်နေကြတယ်သူတို့ထိတ်လန့်နေတာကအဲ့ကောင်မှခြေတော့ငါချောင်းနဲ့အဆွေတွေကလည်းအရှိကိုငေါထွက်နေတယ်ဆိုတော့တင်းကိုကြာပြီးတော့အရှိကိုဆက်မသက်ရဲတော့ပါဘူးဒါနဲ့ပဲလက်ရှိနေရာမှာခန့်စစ်ကိုအသေးအချာပြင်ဆင်ပြီးတော့နရတိဟပတိရဲ့စင်တက်ကြီးလာမာကိုပဲစောင့်နေလိုက်တော့တယ်မြန်မာစင်တက်ကစစ်မြေပြင်ပေါ်တကယ်ရောက်ရှိလာတဲ့အခါမှာတော့မွန်ဂိုဘက်ကသူတို့အင်အားကိုမရိပ်မိအောင်တပ်အချို့ကိုတောအုပ်ထဲမှာဖွက်ထားလိုက်တယ်သူတို့တတ်မှတ်ထားတဲ့နေရာစီကိုစင်တက်ကရောက်ရှိလာပြီးဆို တော့မှမွန်ဂိုမြင့်တက်ကြီးကစတိုက်ဖို့ထွက်လာကြတယ်။အဲကြမှာတကယ့်အင်အားကိုထုတ်ပြကအရှိကိုအရှိအဟုန်နဲ့ခြေတက်လာကြတယ်။ထိတ်တိုက်တွေ့တော့မဲ့အခါမှာစင်တွေအုပ်စုလိုက်ကြီးနဲ့မြေကြီးတုံအောင်သူတို့စီကိုပြေးလာတာကိုမျက်စိရှိမှမြင်လိုက်ရတော့မှမြင့်တက်တစ်ခုလုံးတုံခနဲ့ရက်သွားကြတယ်။ အဲ့ခါမှာစင်ပေါ်ကနေလှမ်းပစ်လိုက်တဲ့မြားတွေကဇက်တိုက်ကြရောက်လာတဲ့အတွက်ရှစ်တူရတော့မလို့လို့နောက်ဆုတ်ရတော့မလို့လို့ဖြစ်လာရင်းနဲ့အကြအဆုံးများလာတော့တယ်ပုဆိုးနာကမြင်းတွေကပါအလန့်တကြားကြောက်ကန်ကန်လာလို့ဘလို့မှထိန်းလို့မရပဲနောက်ဆုံးမှတက်ပြတ်ပြီးလှည့်ပြေးကြပါလိရော ဒါကြောင့်နယတိဟပတိကလည်းစင်မောကနေဥဆောင်ပြီးတော့အနောက်ကနေလိုက်နင်းကအပြက်ခြေမုံဖို့လုပ်တယ်။မွန်ဂိုရီတစ်ပင်အုပ်ထဲကိုဝင်ရောက်သွားတာနဲ့ပျောက်ကွယ်သွားပြီးတော့ဘာအတန်မှမကြားရတော့ပါဘူး။ခဏကြာမှတစ်ပင်ကြားထဲကနေမြားရီတပြိုင်နက်ထွက်ပေါ်လာကြပြီးတော့စင်မောကိုကြားရောက်လာပါလိမ့်ရော။ဒါပေမဲ့စင်တွေဟာအေးထူတဲ့အပြင်အကာအကွယ်တွေဝစ်ဆင်ထားတာမို့မြားတံကိုခံနိုင်ရည်ရှိတယ်။ပြဿနာကမြားတွေဟာထောင်ချီမကအဆက်မပြတ်ကြားရောက်လာပြီးတော့နေရာလက်မကျန်အောင်ထိခိုက်ခံရတဲ့စင်ခမရစတင်ညှင်းညူလာတော့တယ်။ အခုလိုခြေမျိုးမှာစင်ကိုတွဲဖက်စောင့်ကြက်ပေးရမယ်ခြေလင်တက်ကလည်းဘေးမှမရှိဘဲနဲ့အနောက်မှာပြက်ကြံခဲတာပါနရတိဟာပတိကတိုက်ပွဲအတွေ့အကြုံမရှိဘဲနဲ့အလောတကြီးတိုက်စစ်ဆင်ခဲတာကြောင့်အခုလိုကျုံဝင်သွားရတာနောက်ဆုံးမှာစင်နေစိတ်ရိုင်းဝင်သွားလို့စင်ထင်းရဲ့အမိန့်ကိုတော့မနာခံတော့ဘဲနဲ့လှည့်ပြေးကြပါလိရောမှွန်ထူနေတာကြောင့်ဘာကိုမှမမြင်တော့ဘဲနဲ့အားလုံးကိုဖြန့်နှင်းသွားတော့တယ် စင်တွေမရှိတော့ပေမဲ့လက်ကြံတက်ကိုပြန်လဲစုစည်းနေချိန်မှာမွန်ဂိုဘက်ကတော့တစ်ပင်ကြားတွေကနေထွက်ပေါ်လာကြပြီးတပ်ဖြန့်ကစတင်ဝိုင်းလိုက်တယ် ပြီးတော့မြန်မာမြင်းတပ်ကိုအဓိကချိန်ရွယ်ပြီးတော့ဝိုင်းပစ်ကြတယ်။မကြာခင်တောင်ပန်းမှာရှိတဲ့မြင်းတပ်တွေဟာအလုံးအရင်းနဲ့ပြေးလာကြပြီးတော့ခြေလင်တပ်ကိုအရှိန်နဲ့ဝင်တိုက်ပစ်လိုက်တယ်။အဲ့လိုအကြင်ကြင်ဝင်တိုက်ရင်းနဲ့အားလုံးကိုခြေမုံပစ်လိုက်တာပါ။နိုင်ရတီဟာပတိကတော့စင်ပေါ်ကနေအရင်ထွက်ပြေးလာပြီးနန်းတော်မှာတောင်7မိနစ်ရဲတော့ပဲနဲ့ဒလစီကိုထွက်ပြေးသွားတော့တယ်။တလားမှာပုံရှောင်နေတဲ့ဘရင်ကသပွဲရှိမှဝင်ထိုင်လိုက်တော့ဟင်းခွက်က300မပြည့်တော့တာကိုကြည့်ပြီးအလိုလိုဝမ်းနေလာတယ်။ဒါကြောင့်လက်ပေါ်နဖူးတင်ကမျက်နှာကိုအုပ်ပြီး ီးတော့အတံမထွက်ပဲတလှက်ဆိုင်နဲ့ငူနေရှာတော့တယ်မုံကိုတက်ကပကံကိုရောက်ရှိလာကြပြီးအလွယ်တကူသိမ့်ပိုက်နိုင်ခဲ့ပေမဲ့တကယ်လို့ဆက်နေမယ်ဆိုရင်မြန်မာစင်တက်နဲ့ထပ်မံရင်ဆိုင်ရအောင်မှဖြစ်လို့အလုံးကိုဖျက်ဆီးလူရက်ကတက်တစ်ခုလုံးပြန်လဲဆုတ်ခွာသွားကြတယ်အဲ့ချိန်မှာနန်းတော်ကိုပြန်ဖို့တာဆူနေတဲ့ဘရင်ကအချိန်ဒီကိုတောင်စောင့်မကြည့်တော့ဘဲနဲ့တန်းပြန်ပါလီရောဒါကြောင့်လမ်းတော်မှာကြိုဆောင်နေတဲ့တားတော်နဲ့တွေ့တော်ပြီးတော့ဖန်စီခံလဲရတယ်ခမဲတော်ကြောင့်တိုင်းပြည်ပြတ်တာလို့အចောင်းပြကရွေးစရာနှစ်ခုပေးလိုက်တယ် ဟောဒီကထမင်းကိုအသာတကြီးစားလိုက်မလားဒါမှမဟုတ်သားတော်ကိုယ်တိုင်ကပဲအဆုံးသက်ပေးလိုက်ရမလားအဲ့ချိန်မှာဘေးမှာရှိတဲ့ဖွားစောကအကြံထပေးလိုက်တဲ့အရှင်သာကံကြီးမထိုက်အောင်မင်းကြီးကိုယ်တိုင်ကပဲထမင်းကိုယူစားလိုက်ပါတဲ့အဲ့တော့ तू ပြောမှလားမင်းခွေချီလို့ခေါ်တဲ့ဘရင်ကြီးကတော့ဘာရွေးရမလဲဆိုတာကိုသိတယ် အဲ့တော့ကိုမင်းကြီးကိုယ်တိုင်ရွေးပစီပေါ့ဖော့ဆော့ကသူ့ပစက်နဲ့မစားရတိုင်အตาလေးဝင်ပြောလိုက်တော့မင်းကြီးကချစ်ချင်းမျက်နှာတီကြည်သွားကနောက်ဆုံးအကြိမ်တောင်းစုပြုလိုက်တယ်ဘဝအဆက်ဆက်တိုင်းမှာတားယောက်ကြလေးမရပါစေနဲ့လို့မစီမဆိုင်တောင်းစုပြုလိုက်တယ်ကိုယ့်ရဲ့အမားကိုနောက်ဆုံးအချိန်ထိတော့မဝင်ခံသေးတဲ့အပြင်ပူဆိုးတာကရန်သူကိုနာကြီးနေရမယ့်အစားတားဖြစ်သူကထိုးချပြီးမှထမင်းကိုမြိုချကအဆုံးသက်သွားခဲ့တာပါအဲ့ဒီနေ့တားတော်ကနန်းတက်လာတော့မယ့်အချိန်မှာဒလနဲ့မှရှိတဲ့နေစားကြော့စွာကပုံကန်ထားကြွားပါလိမ့် ရောအနောက်မှာမြှောက်ပေးနေတဲ့သူကဖွာစောပါပဲတားတော်ကလည်းချစ်ချင်းကိုလူသူစုဆောင်ပြီးတော့ဒလစီကိုခြေတက်လာပါပြီဒါပေမဲ့ဒလတိုက်ပွဲဖြစ်တဲ့အခါမှာတားတော်ကကြဆုံသွားတော့တယ်ဖွာစောရဲ့အကူအညီနဲ့ပုံကန်တော်အောင်မြင်သွားတဲ့ဒလစားဟာပကံပရင်ဖြစ်လာတယ်ဆက်ပြီးရာဇတင်းကျပ်အမတ်နဲ့ရှမ်းကြီးနောင်၃ယောက်ကိုလည်းနေစားရိဖြစ်ခန့်ထားလိုက်တယ် ြက်တနာစတတ်တာကဒလစားကြော်စွာဟာဘရင်ဖြစ်လာပြီးတဲ့နောက်ဖွားစောကိုလှဲမကြည့်ပဲပြစ်ထားလိုက်တာဒါကြောင့်ဖွားစောကဒေါရထက်ကနေစားတွေဖြစ်တဲ့ရှမ်းညင်အောင်တုံယောက်နဲ့တွားရောက်ပူပေါင်းကတစ်ဖက်သားကိုစီးဖောက်တဲ့နီးနဲ့စတင်ကြံစီတဲ့အရင်ဆုံးမြင်ဆိုင်မှာဖျားတဲ့ပြလိုက်ပြီးတော့ရေဆက်ချပွဲကြီးရှိရလို့ဘရင်ကြီးကိုဖိတ်ကြားလိုက်တဲ့မိစေတယောက်အလှဖိတ်တာမျိုးဖြစ်လို့ဘရင်ဘက်ကဘာတန်တရားမှမဝင်ပဲရောက်ရှိလာပါယောဘရင်ကရောက်ရှိလာတာနဲ့ဂျောင်းပိတ်ဖန်းစီကအသေးအကျက်တင်ကန်းစီးပေးလိုက်တာပါပြီးတော့ဘဲမှမသွား ားနိုင်တော့အောင်အဆောင်အကျက်တွေနဲ့ချထားခဲ့တာ ထူးဆန်းတာကပြုတ်ကျသွားတဲ့ဘေးရန်နေရာမှာထီနန်းဆက်ခံဖို့ရှမ်းညင်အောင်သုံးယောက်ကလုံးဝစိတ်မဝင်စားပါဘူး။အဲ့ဟာနဲ့ဖွားစောမှာရွေးစရာမရှိတော့ဘဲနန်းကြဘေးရန်ရဲ့တားတော့ကိုယ်တာရွေးပြီးတော့ဘေးရန်အဖြစ်တင်မြောက်လိုက်ရတယ်။မကြခင်မွန်ဂိုတွေကနောက်တစ်ကြိမ်ကျူးကျော်လာပြန်တော့ရှမ်းညင်အောင်သုံးယောက်ကဥဆောင်ပြီးတော့တိုက်ပွဲဝင်ခဲ့တာ။အဲ့ဒီညင်အောင်သုံးယောက်ကိုကမ္ဘာသမိုင်းမှာ Tree Brother လို့ထင်ရှားလာခဲ့တယ်။တိုက်ပွဲတွေဖြစ်ပွားရင်းနဲ့မွန်ဂိုဘက်ကရုတ်တရက်ကြီးတပ်တစ်ခုလုံးပြန်ဆုတ်သွားကြတယ်။အဲ့ဒါကိုမွန်ဂိုဘရင်ကူပလိုင်ခန်ကရန်ကိုဒေါ်လာထ ထက်ကတေချာစုံစမ်းကြည့်လိုက်တော့မုံကိုစစ်သူကြီးကရှမ်းညင်တော်၃ရောက်စီကနေလက်စားပြီးတော့တပ်ကိုပြန်ဆုတ်လာခဲ့တာပါဒါကြောင့်စစ်သူကြီးကိုစင့်ခေါ်ကချစ်ချင်းကြိုးပေးပြလိုက်တယ် အမှန်တော့တစ္ဆာဖောက်ပြီးလက်စားတာမျိုးမဟုတ်ပဲအရှိကိုစက်မတက်နိုင်တဲ့အပြင်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါမျိုးမှာဒီအတိုင်းလက်ပလာနဲ့ပြန်လာရမယ့်အစားတခုခုကိုယူပြီးပြန်လာတာကမှတိတ်ခါရှိသေးတာမို့အခုလိုလက်ယူခဲ့တာပါတကယ်လို့စင်သက်တာမရှိခဲ့ဘူးဆိုရင်တပြည်လုံးအသိန်းခံရမှာဖြစ်တာကြောင့်မြန်မာပြည်မျိုးပုံကတမိုင်းကနေပြောင်းွယ်သွားမှာဖြစ်တဲ့စင်သက်ဟာဒီခေတ်အနေနဲ့ပြောရမယ်ဆိုရင်တန်ငါးတက်ကိုပိုင်ဆိုင်ထားရတာနဲ့တူပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့အားသာချက်ကိုတည်ပြီးတော့အသုံးချနိုင်မယ်ဆိုရင်တင့်တယ် ဆိုတာနေထိုင်နိုင်မှာဖြစ်တဲ့